ဇမဲကျွန်တော်တို့တက်ချုပ်ကြီးမရောက်နိုင်ရုရှားကနေပြန်လာတဲ့အခါမှာတပ်မတော်ရဲ့စစ်စခန်းတွေကရင်ပြည်နယ်ဘက်မှာတော်တော်များများကျရှုံးနေတာကိုသူသိလိုက်ရတယ်တပ်မတော်ဘာလို့အရေးနေနေရတယ်လဲဆိုတာကို ပြန်လည်ဆန်းစစ်လိုက်တဲ့အခါမှာဗိုလ်ချုပ်ဇော်မင်းသုံးစီကအချက်လက်အမှားတွေကြောင့်လို့သူသိလိုက်ရတယ်အရင်တော့ကတက်ချုပ်ကြီးကမေးဘူးတယ်ဇော်မင်းသုံးရေတက်ထောက်ကန်သူဘယ်လောက်ရှိလဲတဲ့ဗိုလ်ချုပ်ဇော်မင်းသုံးက တန်40ကျော်ပါတယ်အဖလို့ပြန်ပြေဘူးလေတက်ချုပ်ကြီးကအော်တော်တော်များပါတယ်ဟာဆိုပြီးဆက်မမီတော့ဘူး PDF ဆိုပြီးနာမည်ကြီးလာတော့လေတက်ချုပ်ကြီးကဘူချုပ်စော်မင်းထွန်းကို PDF အင်အားဘလောက်ရှိလဲကွာဘူချုပ်စော်မင်းထွန်းကတနိုင်ငံလုံးပေါင်းရင်တော့တရားမကြော်ပါဘူးအဖလို့ပြန်ပြေလိုက်တယ်အော်ဒီလောက်အင်အားလေးကဘာရှိမှလဲဆိုပြီးတက်ချုပ်ကြီးကဆက်မမီတော့ပြန်ဘူး ဒီလိုနဲ့တက်ချုပ်ကြီးကအေးဆေးပါဆိုပြီးမိသားစု စီးပွားရေးကိုပဲစောင်းချလုပ်နေခဲ့တော့တာအခုစစ်စခန်းတွေမြို့တွေဌာနချုပ်တွေသိမ်းခံရပြီဆိုမှအချက်လက်တွေပြန်လဲစစ်ဆေးကြည့်လိုက်တော့တက်ထောက်ကန်သူတန်း40မဆိုတာနဲ့တမျိုးကိုတယောက်လုံးတော့မရှိဘူး PDF ကလက်နက်အပြည့်စုံနဲ့ PDF တွေကြီးပဲကိုသိန်းကျော်လက်နက်မရှိသေးတဲ့ PDF ပါထက်ထွက်လိုက်ရင်တန်ပေါင်းများစွာ အခုနေထားမှာတက်မတော်ကအရန်နောက်ကျသွားခဲ့ပြီတက်မတော်ဘက်ကနေတီတကူဆရာတော်ကြီးရဲ့ဗုဒ္ဓနင်ဂျာစစ်တေတော်၄သိန်းဝိုင်းပြီးစစ်ကူရင်တော့မနိုင်တော့ဘူးဒီလိုအချိန်မှာတနိုင်ငံလုံးရဲ့တက်ထောက်ခံသူတွေကတဲ့ကျုပ်ကြီးအတုံးမကြဘူးဆိုတဲ့အကြောင်းကိုပဲဝိုင်းပြောကြတယ်တကယ်တကယ်တော့ဒေတာအမားတွေပေးခဲ့တဲ့ဗိုလ်ချုပ်စော်မင်းထွန်းကြောင့်ဆိုတာအာလုံးမိနေကြတယ်ဗိုလ်ချုပ်စော်မင်းထွန်းဟာတက်ထောက်ခံသူတန်၄၀ကျော်ပါတယ်ဆိုတဲ့စကားနဲ့ တက်မတော်ကိုဖျက်ဆီးခဲ့တယ်။ခစ်ပန်းစကားနဲ့ပြောရမယ်ဆိုရင်စေထိုးတယ်ပေါ့ဗျာ။တနစ်တက်ရုံနဲ့နှစ်တန်းအအောင်ပေးလို့ရတယ်ဆိုတဲ့လမ်းဘေးအတွေးခေါ်နဲ့မြမပညာရေးကိုလည်းဖျက်ဆီးခဲ့တယ်။ရုရှားစစ်သည်မော်တွေထွက်လာပြီးဆိုပြီးတော့လေမြမလောင်စာကြီးလောကကိုကမောကမဖြစ်စေခဲ့တယ်။ဒါတွေမကသေးပဲပက်စကန်တွေတစ်ခုပြီးတစ်ခုကြားလာတိုင်း view ရဟပေးပါတယ်ဆိုပြီးတော့ပေါ့ပြက်ပြက်ပြောခဲ့တယ်။တကယ်တော့ ဒီနေ့မြန်မာနိုင်ငံကြီးဖျော်ဖျက်ဖြစ်နေတာဟာဗိုလ်ချုပ်ဇော်မင်းထွန်းကြောင့်သာဖြစ်ပြီးဘာမှမသိပဲအစဲခံနေရတာကတော့ကျွန်တော်တို့တက်ချုပ်ကြီးဘာမှမရောက်နိုင်တာဖြစ်ပါလေ။ ND2 ကတော့ပြောဘူးတယ်။အကိုကြီးဒီအကြောင်းပြည်သူတွေသိအောင်ပြောပြစမ်းပါတဲ့။ဇော်မင်းထွန်းလို့ပြငါတို့ကကောင်းခံနေရတာတဲ့။တကယ်တော့ငါတို့လင်မယားနှစ်ယောက်ဟာဘာမှမသိပဲအဖြူတွေတက်တက်အစဲခံနေရတာပါဟဲ့။ တွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Diversity Insight